အမာနဲ့အိန္ဒိယနှစ်နိုင်ငံ အကြားကလတန်မြစ်ဘက်ဆုံစီမံကိန်းတရအား2008ခုနှစ်မှာမြန်မာအိန္ဒိယနှစ်နိုင်ငံဝန်ကြီးအဆင့်တာဝန်ရှိသူများလက်မှတ်ရေးထိုးခဲ့ကြပါတယ်။ဒေသခေါ်များအရမီဇိုရန်ပြည်နယ်မှာဘိုင်နိုဘော်ဝီဒူကိုလိုဒင်းဟူသောအမည်များဖြင့်လည်းဖြတ်သန်းစီစဉ်လျက်ရှိပါတယ်။ကလတန်မြစ်ခေါ်ကစ်ပနရီမြစ်အားအိန္ဒိယနိုင်ငံအရှေ့မြောက်ဘက်မှာရှိတဲ့ မီဇိုရန်ပြည်နယ်တွင်ကနေတဆင့်မီဇိုရန်ပြည်နယ်မြန်မာနိုင်ငံတွင်မှရှိတဲ့ချင်းပြည်နယ်ရခိုင်ပြည်နယ်များကိုဖျက်ဆီးဆီးဆင်းပြီးဘင်္ဂလားပင်လယ်အော်တင်းသို့စီးဝင်တဲ့မြစ်ဒဇင်းဖြစ်ပါတယ်။အိန္ဒိယနိုင်ငံတွင်ကတော့ချင်တူပွေမြစ်ဟု လူသိများပြီး အရှေ့အာဖြင့်ကီလိုမီတာ900မိုင်ပေါင်း430ခန့်ရှိပါတယ်။အိန္ဒိယနိုင်ငံရဲ့အရှေ့မြောက်ဒေသများနဲ့ဆက်သွယ်ရန်အတွက် အိန္ဒိယပြည်မှကြီးတို့ရောက်ရှိရန် တူတောင်းပြီးထိရောက်တဲ့လမ်းကြောင်းကတော့ကလတန်မြေပတ်ဆောင်စီမံကိန်းဖြစ်ပြီးပလဝစစ်တွေကိုကတာလမ်းကြောင်းကိုတည်ထွင်ဆက်သွယ်ကြခြင်းဖြစ်ပါတယ်။အဆိုပါလမ်းကြောင်းအားအပြေအဝအကောင်အထည်ဖော်ဆောင်ရွက်နိုင်ပြီဆိုပါက ိန္ဒိယနိုင်ငံအရှေ့မြောက်ဖက်ပြည်နယ်များနဲ့အိန္ဒိယပြည်မကြီးလွယ်လင်းတကူဆက်သွယ်နိုင်ပြီးဘင်္ဂလားဒေ့ရှ်နိုင်ငံကိုရှောင်ကွင်းကထိရောက်တဲ့ဆက်သွယ်ရေးလမ်းကြောင်းတစ်ခုကိုပေါ်ဆောင်နိုင်မှာ ဖြစ်ပါတယ်အိန္ဒိယနိုင်ငံရှေ့မြောက်ဖက်ဒေသများဖွံ့ဖြိုးတိုးတက်ရေးနှင့်ဘင်္ဂလားပင်လယ်အော်တို့ထွက်ပေါက်စီးသင်းနိုင်ရေးအတွက်ထိရောက်တဲ့လမ်းကြောင်းတစ်ခုဖြစ်ပါတယ်။မြန်မာနိုင်ငံစစ်တွေမျိုးမှာစိတ်ကမ်းတစ်ခု တိဆောက်ပြီးအိန္ဒိယနိုင်ငံအရှေ့မြောက်ဖက်ဒေသမှထွက်ရှိတဲ့ကုန်ပစ္စည်းများကိုစစ်တွေမျိုးတို့ပို့ဆောင်มาဖြစ်ပါတယ်စစ်တွေမျိုးမှတဆင့်ကိုလ်ကတာသို့ရေကြောင်းဖြင့်ဆက်လက်တယူပို့ဆောင်มาဖြစ်ပါတယ်ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ဖြတ်တန်းခြင်းမရှိဘဲရှောင်ကွင်းကထိရောက်တဲ့ကုန်စည်ကူတန်းရောင်းဝယ်မှုစနစ်ကို ဖော်ဆောင်နိုင်မှာဖြစ်ပါတယ်။ မြန်မာအိန္ဒိယနှစ်နိုင်ငံအကောင့်ထဲပေါ်ဆောင်ရွက်မဲ့ကလတန်မြစ်ဘက်ဆောင်စီမံကိန်းကတော့ယခုတခါစီမံကိန်းလုပ်ငန်းရပ်များရပ်ဆိုင်နေရရှိပါတယ်မြန်မာနိုင်ငံနောက်မြောက်ဘက်ဒေသချင်းပြည်နယ်ရခိုင်ပြည်နယ်ဒေသများမှာ စုဘူးတောင်းကျမှုများဖြစ်ပေါ်အလျက်ရှိနေတဲ့အတွက် ကလတာမြေဘက်ဆောင်စီမံကိန်းလုပ်ငန်းရပ်များရပ်ဆိုင်ထားခဲ့ရခြင်းအတွေ့အိန္ဒိယမြန်မာနှစ်နိုင်ငံထိခိုက်ဆုံးရှုံးမှုများရှိလျက်ရှိပြီးဆိုပါဒေတာတည်ငြိမ်အေဂျင်စီကိုဆောင်ရွက်နိုင်မှသာ စီမံကိန်းကောင်ထယ်ဖော်လာနိုင်မည်ဖြစ်ပါကြောင်းတင်ဆက်အပ်ပါတယ်။